Hello everyone. Welcome back to my channel. ကိုကအင်္ဂလိပ်စာလေ့လာနေတဲ့သူတယောက်အင်္ဂလိပ်စကားပြောလဲတိုးတက်ခြင်းနဲ့အင်္ဂလိပ်စကားပြောလဲနေ့တိုင်းလေ့ကျင့်ခြင်းနဲ့ဒါပေမဲ့ပြဿနာကကိုယ့်စီမှာအဲ့ဒီလိုလေ့ကျင့်မဲ့အဖို့မရှိတာ။ အဲ့ဒီ dread တော့စိတ်မပူပါနဲ့ဘာလို့လဲဆိုတော့ဒီနေ့မှာ Fiona ကပတ်စံတပြားတစ်ချက်မှကုံစရာမလိုပဲနဲ့နိုင်ငံအသီးသီးမှာရှိတဲ့ English learners တွေနဲ့ English လို့နေ့တိုင်း free practice လုပ်နိုင်မဲ့ platform နှစ်ခုကိုမျှဝေသွားမှာမလို့ပါ Fiona ကိုယ်တိုင်လည်းအဲ့ဒီ platforms နှစ်ခုမှာလက်ရှိ English စာစကားပြောတော်တော်ပြောလေ့ကျင့်ပြနေတယ် ခြားသူတွေနဲ့အင်္ဂလိပ်စကားပြောလေ့ကျင့်နိုင်မှုအတွက်ပတ်စံကုန်ခံပြီးတော့သူတို့ရဲ့ app ကို subscribe လုပ်စရာလည်းမလိုဘူး။တခြားဘာမှဝယ်စရာလည်းမလိုဘူး။အလကား free လေ့ကျင့်လို့ရတဲ့ apps တွေဖြစ်တယ်။ပြီးတော့သူက audio version ဖြစ်တဲ့အတွက်ကြောင့်ကိုကအင်္ဂလိပ်စကားပြောလေ့ကျင့်ခြင်းနဲ့ တခြားသူတွေနဲ့ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့မျက်နှာကိုလည်းမပြစင်ဘူးဗီဒီယိုကောလ်နဲ့လည်းမပြောချင်ဘူး zoom နဲ့လည်းလုပ်ရတာသဘောမကျအောင်ဆိုရင်တော့ဒီ app စင်းတစ်ခုကတော်တော်အဆင်ပြေတယ်သူက audio version နဲ့လာတာပြောချင်တာကစကားပြောနေရင်အဲတယောက်နဲ့တယောက်အသံမဲကြားရတယ်မျက်နှာမမြင်ရဘူးအဲ့တော့ face to face မပြောရတဲ့သူလေးတွေအတွက်တော်တော်လေးကိုအဆင်ပြေတယ် ဖီနာ high school ပြီးတော့အင်္ဂလိပ်စာကိုစနစ်တကျစပြီးလေ့လာတော့ကကိုစီမ vocabularies တွေအများကြီးရှိတယ်ကိုကအင်္ဂလိပ်စာဝေါ်ဟာတာတော်တော်များများကိုသိထားတယ်ပြီးတော့ grammar လည်းအစရေအခြေခံခံခဲ့တဲ့သူဆိုတော့အအင်္ဂလိပ်စကားပြောကိုလွယ်မယ်လို့ထင်ခဲ့ရပါဘောဒါအပြင်ဖီနာက listening လဲနားထောင်ရတာဝါသနာပါတယ်တခြားသူတွေ english လို့ပြောနေတာ podcast တွေ english conversations တွေနားထောင်ရတာကိုလည်းတော်တော်သဘောကျရပါတယ်အဲ့တော့ကိုက vocabulary grammar listening ဒီ skills တွေအကုန်လုံးကကိုစီမ solid စ်ပြေဝနေပေါ့နော်ဒါပေမဲ့ကိုကိုကမတိုးတက်လာလို့ခံစားရတယ်။ဘာလို့လဲဆိုတော့တခါမှ English လို့မပြောဘူးလို့ပြောမယ်လို့ကြံလိုက်တိုင်းခေါင်းထဲမှာကတော့ဝဗလာနတီဟင်းလင်းတင်လို့ဖြစ်နေတာ။ပါဇက်ကနေပြီးတော့လဲစကားလုံးတွေကမထွက်လာဘူး။အဲ့လိုမထွက်လာလို့ဆိုတာကကိုက English စာညံလို့မဟုတ်ပဲနဲ့အလေးအကျင့်မရှိတာတော့မပြောရတာပေါ့။မပြောရဘူးဆိုတာချက်ဘာပြောရမှန်းမသိတာ။အဲ့ဒီချိန်တုန်းကဖီနာကဘာလို့သဘောမပေါက်ခဲ့ဘူးလဲဆိုတော့ ဘာသာစကားတစ်ခုကိုလေးလာတဲ့နေရာမှာနီလန်းနှစ်ခုရှိရဆိုတာပဲအဲ့ဒီနီလန်းနှစ်ခုစလုံးကလည်း balance ဖြစ်နေရမယ်မျှကြေလို့ဖြစ်နေရမယ်ဘာ၄လဲဆိုတော့ input based learning နဲ့ output based learning input based learning ဆိုတာကြတော့ကိုယ့်ရဲ့ကောင်းတဲ့ကိုထည့်လိုက်တာမှတ်လိုက်တာကြက်လိုက်တာအဲ့တော့ဒီအင်္ဂလိပ်စာဝေါ်ဟာရတွေ grammar ဖတ်ချက်တွေ listening တွေနားထောင်နေဆိုတာက input အုံနောက်တွေကိုထည့်သွင်းလိုက်တာဒါပေမဲ့ဖင်နာတို့တွေ output လုပ်ခဲ့ကြလား ကိုလိမ့်လာပြီးသားစကလုံးတွေကိုလက်တွေ့စကပြောမှာထည့်သုံးပြခဲ့ကြတာအမှန်တမ်းပြောရရင် Vinaru တွေကငငယ်လေးတည်းအင်္ဂလိပ်စာသင်ခဲ့ကြရတာ State School High School မှာတွေကအင်္ဂလိပ်စာမီနင်းတွေကိုစောင့်တွေဝယ်ပြီးကြက်ခဲ့တဲ့ Grammar တွေဆိုရင်လည်းငငယ်လေးကတည်းကဆယ်တန်းကြီးတောက်လျှောက်သင်ခဲ့ကြရတာဒါတွေအကုန်လုံးကအကျိုးမရှိဘူးလားဆိုတော့မဟုတ်ဘူးသူက Input Based Learning လို့ခေါ်တယ်ဒါပေမဲ့ Vinaru တွေအဲ့ဒါကိုအင်္ဂလိပ်စာစကပြောမှာတစ်ချိန်တစ်ခါလောက်များထည့်သုံးခဲ့ကြဘူးလား No, ဖင်နာတို့ဘဝတက်လျှောက်လို့အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာ input based တရားအရင်များခဲ့တယ်။မှတ်ခဲ့တာ၊ကြက်ခဲ့တာတွေကအရင်များပြီးတော့ output based က immediate အောင်မှအားနေတယ်။ ဖီနာကိုရိုင်းလေးလေငါဒီလောက်ထိ vocab stage grammar တွေမှတ်နေရတာမှစကားပြောဘာလို့မတိုးတက်လာတာလဲဆိုပြီးတော့ကိုကိုကိုအပြစ်တင်မိရဲ့ဒါပေမဲ့ပြဿနာဘယ်မှာရှိနေရလဲ output based learning မှာရှိနေရကိုကကိုလေးလာလိုက်တဲ့စကားလုံးတွေကိုအင်္ဂလိပ်စာစကားပြောမှာထည့်ပြီးတော့မသုံးဖြစ်နေရဆိုတော့ဖီနာ YouTube video မှာအဲ့ဒီ concept လေးတခုကိုတွားပြီးတော့လေ့လာမိရပေါ့နော်အဲ့ဒီချိန်ကနေစပြီးတော့ဒါဆိုရင်က output based learning ကိုစပြီးတော့ကျင့်သုံးမှရတော့မဲလို့တွေးပြီးတော့ အင်္ဂလိပ်စာစကားပြောကိုစလေ့ကျင့်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကိုနဲ့အတူတူ English လို့ practice လုပ်နိုင်မဲ့တငယ်ချင်းလည်းမရှိဘူး study buddy လည်းမရှိဘူး။ပြီးတော့ Fernando Ryan ကအင်္ဂလိပ်စာကို self learning self study method နဲ့တွားတာဖြစ်တယ်။အင်္ဂလိပ်စာသင်တန်းတွေလည်းတခုမှမတက်ခဲ့ဘူး။အဲ့တော့အင်္ဂလိပ်စာစကားပြောလေ့ကျင့်လို့ရမယ့်အခွင့်အရေးဆိုတာလည်းခက်ရှာရှာရဲ့။ ပိုဆိုတာကအင်္ဂလိပ်စကားပြောကိုနေ့တိုင်း free လေးကျင်လို့ရမယ် applications တွေရှိတာကိုလည်းအဲ့တော့မသိခဲ့ဘူး။အဲ့တော့တစ်နှစ်လောက်အင်္ဂလိပ်စာကိုတောက်လျှောက်နေ့တိုင်း consistency ကောင်းကောင်းနဲ့လေ့လာခဲ့ရအောင်မှကိုကိုကိုမတိုးတက်လာလို့ခန်းစားရတယ်။စိတ်တက်တွေကြပြီးတော့ lunch shop ဖို့တောင်ဖြစ်သွားတယ်။ဒါပေမဲ့အချိန်မလွန်ခင်မှာပဲ Vinity applications လေးနှစ်ခုကိုဒီ App Store ကနေပြီးတော့အမှတ်မတင်သွားပြီးတွေ့မိသွားတယ်။ YouTube မှာဆိုရင်လည်း English learners influencer တော်တော်များများက applications လေးနှစ်ခုကောင်းတယ်ကိုယ့်ရဲ့အင်္ဂလိပ်စာစကားပြောတိုးတက် ရင်တုံးပါဆိုလို့ဖင်နာတို့ယုံကြည်ပြီးတော့စပြီးတော့တုံးလိုက်တယ်ပေါ့နော်စတုံးတော့ကနေပြီးတော့အခုအချိန်ထိတော်တော်လေးအဆင်ပြေတယ်အဲ့လို English speaking apps တွေမှာတခြားသော English learners တွေနဲ့စကားပြောစပြီးတော့လေ့ကျင့်တော့မှစကားပြောတာကအကျင့်လိုမျိုးဖြစ်လာတာပြီးတော့လေ့ကျင့်မှများလာတော့ကိုကိုကိုတဖြည်းဖြည်းနဲ့တိုးတက်မှုရှိလာတယ်လို့လည်းခန်းစားရတယ် အင်္ဂလိပ်စကားပြောကိုသူများတွေနဲ့အတူတူလေ့လာရင်ဘာကျိုးကျဆုရှိလဲဆိုတော့ကိုကသူတို့စီက feedback တွေရတယ်။ဥပမာကိုတန်ထွက်လေးကကောင်းနေလားဆိုးနေလားပြီးရင်ဘယ်နေရာလေးက background လေးကတုံးတာမှားနေရလဲစသဖြင့်အဲ့လိုမျိုး feedback တွေကနေတစင်ကိုဘာလိုအပ်ချက်တွေရှိလဲဘယ်နေရာလေးတိုးတက်ဖို့လိုသေးလဲဆိုတာကိုကိုကို visualize ဖြစ်လာတယ်။ကဲဒါဆိုရင်အချိန်ဆွဲမနေတော့ဘဲနဲ့အဲ့ဒီ application တွေနှစ်ခုပါပါလဲဆိုတာကို Fina အခုပြပြပါမယ်။ Fina recommend ပေးခြင်းနဲ့ပထမဆုံး application လေးကတော့ Wiki ။ ဒီ Wiki app လေးအားဆိုရင် totally free ဖြစ်ပါတယ်ပြောချင်တာကဒီ application ထဲမှာပတ်စံတပြားတစ်ချက်မှကုန်စရာမလိုဘဲနဲ့တခြားသော English learners တွေနဲ့လွတ်လွတ်လပ်လပ်ပို့ပို့ပါပါအချိန်အကန့်အသတ်မရှိစကားပြောလေ့ကျင့်လို့ရပါတယ် Finna Diwiki app ကိုလွန်ခဲ့တဲ့3နှစ်လောက်တုန်းကစပြီးတော့တုံးခဲ့တာ Finna စတုံးတော့ဆိုရင် Diwiki app ထဲမှာမြန်မာလူမျိုးတွေတိတ်ပြောမရှိဘူး Burmese English learners တွေကတော်တော်ရှားတယ်။အဲ့တော့ Finna ကတခြားသူများနိုင်ငံက club တွေကိုသွား join ဖြစ်တာများတယ်။ဒါပေမဲ့နောက်ပိုင်းကျတော့ Wiki app တွေကို Burmese learner တော်တော်များများရောက်လာကြတယ်။ပြီးတော့ရင်သူတို့ကသူတို့ရဲ့ကိုယ်ပိုင် club လေးတွေဖွဲ့ပြီးတော့မြန်မာလူမျိုးအချင်းချင်းနဲ့အင်္ဂလိပ်စကားပြောလေ့ကျင့်ကြတာပေါ့နော်။အဲ့တော့ကိုကအင်္ဂလိပ်စကားစကားပြောကိုအခုမှစပြီးတော့လေ့လာမယ်၊လေ့ကျင့်မယ်။လေ့ကျင့်တဲ့အခါမှာလည်းဒီ local people တွေနဲ့ပဲပြောချင်တယ်ဆိုရင်တော့ Wiki ကို Finna က highly recommend ပေးပါတယ်။ တကယ်တော့ Live Now အခု recommend ပေးမဲ့ applications နှစ်ခုလုံးက English learners တွေအတွက်ပဲမဟုတ်ဘူး။ဘာလို့လဲဆိုတော့အဲ Wiki မှာဆိုရင်လည်းဂျပန်စာလေးလာနေတဲ့သူတွေသူတို့အချင်းချင်း group ဖွဲ့ပြီးတော့နေ့တိုင်းဂျပန်လို practice လုပ်နေအောင်လဲဖင်တာတွေ့ရဲအဲ့တော့ကိုကအင်္ဂလိပ်စာလေးလာနေတဲ့သူပဲဖြစ်ဖြစ်ဂျပန်စာတရုတ်စာလေးလာနေတဲ့သူပဲဖြစ်ဖြစ်ကိုရဲ့ စကားပြောစွမ်းရည်တိုးတက်ခြင်းနဲ့ဆိုရင် wiki app ကိုသွားပြီးတော့ group လေးဖွဲ့လိုက်လို့ရတယ်။ပြီးရင်ကိုယ့်လိုပဲ language ပိုင်းလေးလာနေတဲ့တငယ်ချင်းတွေနဲ့မိတ်ဆွေဖွဲ့ပြီးတော့နေ့တိုင်းဒီစကားပြောကို practice လုပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့ speaking skills ကတိုးတက်လာမှာအသေးကြပဲ။အဲ့တော့ဒီ wiki app လေးကိုဘယ်လိုတောင်းပြီးတော့ဘယ်လိုသုံးရမလဲဆိုတာကို Fina အခုတဆင့်ချင်းစီပြပြပေးပါမယ်။အရင်ဆုံး wiki app ကိုတောင်းဖို့ app store ကိုသွားပါမယ်။ App store မှာ w a k i e wiki လိုရရှာလိုက်ပါ။ ဒုတိယမြောက်တွေ့ရတဲ့တစ်ခုဖြစ်ပါတယ်။ဒါဆိုရင် application ဖိနာရို download ဆွဲလိုက်မယ်။ app ကို download သွားပြီဆိုရင်ဝင်လိုက်မယ်။ allow နှိပ်ပါပင်ဖင်နာရိုဒီဝက်ကူတုံးရဖို့အတွက်အကောင့်လေးဖွင့်ပါမယ်။အကောင့်ဖွင့်လို့ရတဲ့ပုံစံမျိုးမျိုးရှိတယ်။ဝေ Facebook အကောင့်ကနေလည်းဒါရိုက်အကောင့်ဖွင့်လို့ရတယ်။ Google အကောင့်ဖုန်းနဲ့လည်းဖွင့်လို့ရတယ်။ဒါဆိုရင်လုပ်ကြည့်မယ်။ နာမည်ကိုကြတော့ကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ဖီနာကတော့ဝီကီမှာဆိုရင်အရီကာဆိုတဲ့နာမည်လေးနဲ့သုံးပါတယ်အီမိုဂျီလိုက်ရှာနေတာဖီမေကိုရေးပါမယ်ပင်ကိုရဲ့မွေးနေ့ကိုထည့်မယ်ပင်အောက်မှာဖုန်းနံပါတ်ကိုထည့်ပါမယ်ကဲဒါဆိုရင်တော့အကောင့်လေးပွင့်သွားပါပြီပြန်ရင် profile နေရာမှာကိုထားခြင်းနဲ့ profile ထည့်လို့ရတယ် cancel နှိပ်ချင်လဲရတယ်ဖီနာကပုံလေးတစ်ပုံထည့်လိုက်မယ်နော်ဒါဆိုရင် select from gallery ကိုနှိပ်လိုက်မယ် ပုံးလေးကိုရွေးပြီးတော့ထည့်လိုက်ပါမယ်။ဒါဆိုရင်ကိုယ့်ရဲ့ account လေးကပွင့်သွားပြီပဲဖြစ်ပါတယ်။ဒီလိုလေးတွေ့ရမယ်ပေါ့နော်။အဲ့တော့ finery ကြည့်လိုက်မယ်ဆိုရင် zero တွေကြီးပဲတွေ့ရမယ်။ zero topics, zero club, zero faves, zero fave to you. zero club ကကြတော့ကိုက bay club ထဲမှာမဝင်ထားသေးတော့ zero လို့ပုံနေရ။ faves ဆိုတာကကြတော့ကိုက fave ထားတဲ့လူအကြီးအကျယ် fifth you are ကြတော့ကိုယ့်ကို fifth လောက်ထားတဲ့လူတွေရဲ့အရေးအတွက် fifth လောက်တယ်ဆိုတာကိုယ်သဘောကျလို့ဟို follow ထားတယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်ကြတာပြင်ဆက်ပြီးကြည့်ကြမယ်ဖီနာရိုတွေ home နဲ့ဝင်လိုက်ပြီဆိုရင် live fee mind fee club ဆိုပြီးတွေ့ရမယ် club ဆိုတဲ့နေရာလေးကိုနှိမ့်လိုက်ပြီးအခုလိုမျိုးဆွဲပြီးတော့ကြည်လိုက်အခုလက်ရှိပြောနေတဲ့ club တီက on air ဖြစ်နေတာပေါ့နော်အောက်ကိုဆက်ပြီးဆွဲကြည့်မယ်ဆိုရင်အခုလိုမျိုး club လေးတွေ့ရမယ်ဝင်ကြည့်လိုက်ဒါကတော့ daily small talk ပြီးရင် study english club ဆိုတာလည်းရှိသေးတယ်ဒီ club ထဲမှာဖြစ်နေ admin ဆိုတော့ကိုက club ကိုမ join ရသေးဘူးဆိုရင် join မယ် join the club ကိုနှိမ့်မယ်ပြီးတော့ရင် club ကမိသားစုမျိုးလေးကိုဖြည့်မယ် Do you really want to improve your English? Then come and join this club. And I said, Yes. Yes, Lopi, like that. Okay, that's a request, Lopi, do to be admin leader, approve Lopi, we're generally. သူတို့ approve လုပ်လိုက်ပြီဆိုရင်ကိုကဒီ club ရဲ့ member ဖြစ်သွားပြီ။ဒါဆိုရင်သူများတွေ club စတဲ့အချိန်ဆိုရင်ကိုကဝင်ပြီးပြောလို့ရတယ်။ကိုကိုတိုင်းလည်းသွားစားလို့ရတယ်။ဒါကတော့ Finna ရဲ့ account အစ်စ်ပေါ့နော်။ခုနကတော့ခုနတခုကကြတော့ဒီတိုင်းဖွင့်ပြထားတာ။ Raw Finna မှာဆိုရင် topic 7ခုရှိတယ်။ club 4ခုလည်းဝင်ထားတယ်။ Finna fave ထားတာကဝင်ခဲ့ပေါ့။အဲ့တော့ Dafina Club တွေဖြစ်ပါတယ် Delhi Small Talk ရဲ့ Study English Club ရဲ့ Aries Home ရဲ့ ပြီးတော့ Wiki မှာ Club ကို Blue စမလဲ Get on the air ဆိုတာလေးကိုနှိပ်လိုက် Get on the air ဆိုတာလေးကိုနှိပ်လိုက်ရင်ကိုကဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့တော့ကို Club ကိုစတာကိုတီးတဲ့သူမြင်တဲ့သူတွေရှိရင်အဲဒီ Club ကျဝင်လာမှာပေါ့သူတို့ဝင်လာရင်ကိုနဲ့စကားတွေပါပြီးပြောလို့ရတယ် အပေါ်တက်လာပြီးတော့စကားပြောတာမပြောတာကြတော့ဒါသူတို့ရဲ့ကိုပိုင်ယူချက်မှုပေါ့နော်အောက်မှာနေပြီးတော့ကိုပြောတာသူတို့နားထောင်နေချင်းလဲရတယ်ကိုက speaking session နဲ့ရောက်သွားပြီးဆိုရင်အောက်မှာအစိမ်းရောင် microphone လေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကအစိမ်းရောင်လေးဖြစ်ပြီးတော့ပြွင့်နေရင်ကိုစကားပြောတာကိုတစ်ဖက်ကကြားရမယ်တကယ်လို့ကိုကမပြောဘူးဆိုရင်တော့ microphone ကို mute ထားလို့ရတယ်မပြောချင်လို့ထွက်ချင်နေဆိုရင် leave call ကိုနှိပ်ပေးလိုက်ပြီးတော့ရင် vinaro တခြား club တွေကိုလိုက်ကြည့်ကြည့်မယ် ဥမာဒီ London Zero Club ထဲဝင်လိုက်မယ်။ဒါဆိုရင်ကိုက club ကိုစရတဲ့သူမဟုတ်ပဲနဲ့ club ကိုကိုဝင်ပြီး join နေသူဖြစ်သွားတယ်။အဲ့တော့ဒီအပေါ်မှာသူများကြီးစကားပြောနေတာမြင်ရမယ်။ ပြီးတော့ရင်ကိုကဒီ club ရဲ့ member မဟုတ်တဲ့အတွက်ကြောင့် ask to speak လို့ပေါ်လာလိမ့်မယ်တကယ်လို့ကိုက club team member ဆိုရင်တော့ join in လို့ပေါ်လာလိမ့်မယ် join in ဆိုရင်ကို join in ကိုနှိပ်လိုက်တာနဲ့တခါတည်း club team speaking session ကိုရောက်သွားမယ်တကယ်လို့ ask to speak လို့ပေါ်လာတယ်ဒီ club team member လည်းမဟုတ်ဘူးဆိုရင်တော့သူတို့ approve လုပ်မှကိုကတက်ပြောစကားပြောမှာပေါ့နော်ဒါကတော့ wiki app အသုံးပြုပုံလေးပဲဖြစ်ပါတယ်ကြည့်ဒါဆိုရင် wiki app ကိုဘယ်လိုသုံးရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ် နောက်တစ်ခုနာ recommend ပေးစင်တဲ့ application လေးတစ်ခုကတော့ Hello Talk ဆိုတဲ့ application လေးဖြစ်ပါတယ်။ Hello Talk နဲ့ Wiki မှာမတူတာလေးတစ်ခုရှိတယ်။အဲ့ဒါကတော့ time limits ပါ။ Wiki မှာကတော့ကိုပြောချင်သလောက်ပြောလို့ရတယ်။အချိန်ကန့်သက်ဆိုတာမရှိဘူး။ဒါပေမဲ့ Hello Talk က तू ကလည်း free တောင်းလို့ရတယ်။ဒါပေမဲ့သူ့မှာတော့အချိန်ကန့်သက်ရှိတယ်။ Hello Talk app ထဲမှာဆိုရင်ကိုကတခြားသူတွေနဲ့စကားပြောရဖို့အတွက် voice room ဆိုတာလေးတွေထောင်းရတယ်။စကားပြောမဲ့ room ထောင်းရတယ်။ ဲ့တော့ကိုကသူများထောင်ထားတဲ့ room ကိုသွားပြီး join မယ်ဆိုရင်တစ်နေ့ကိုမိနစ်60ပဲ join လို့ရတယ်တနင်္ဂနွေခွဲပေါ့နော်တနင်္ဂနွေခွဲပြည့်သွားပြီဆိုတာနဲ့ကိုကဘသူ room ကိုမှသွားပြီးစကားပြောလို့မရတော့ဘူးဒါပေမဲ့ကိုဖတာကို room ထောင်မယ်ဆိုရင်တော့အချိန်လေးနည်းနည်းလေးပို့ရတယ်အဲ့လိုပဲကိုကနေ့တိုင်း voice room နဲ့ထောင်းပြီးတော့အင်္ဂလိပ်စကားပြောလေ့ကျင့်နေတယ်ဆိုရင် voice room ရဲ့ level ရလည်းတက်သွားတယ်။ဖြစ်နာဆိုရင် level 1အနေစားတာအခု level 8ရောက်သွားပြီပေါ့နော်။ကိုယ့်ရဲ့ voice room level တက်လာလေလေကိုယ်စကားပြောလို့ရမယ်ကြာချိန်ကလည်းတိုးလာလေလေပဲ။ဖင်နာခု level 8ရောက်သွားတယ်ဒါပေမဲ့ hello talk ကိုမတုံးတာဟိုနှစ်ပတ်သုံးပတ်လောက်ရှိသွားတော့ room level ကတဆင့်ပြန်ပြီးတော့ကျသွားတယ် level 8ကနေ level 7ဖြစ်သွားတယ်အဲ့တော့ကိုက voice room level တက်ပြီးသွားပြီဆိုတိုင်းဒီတိုင်းထားလို့မရဘူးအမြဲတမ်း consistency ကောင်းကောင်းနဲ့လေ့ကျင့်နေမှာ voice on level တက်မဲ့ကိုစကားပြောနိုင်မဲ့ time limit ကလည်းတိုးလာမှာဖြစ်တယ်။ဒီ time limit ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင် Fina တို့တွေ Hello Talk ကနေပြီးတော့ပေးတဲ့ VIP ကိုဝယ်လို့ရတယ်။ဒါကတော့ဒေါ်လာ၃ပြီးဝယ်ရမှာပေါ့နော်။သူကပတ်စံလေးတော့ little လေးကုန်မယ်။ဒါပေမဲ့မိနစ်60တနိုင်ခွဲဆိုတာကလည်းအပုံမှန်လူတစ်ယောက်အတွက်ဆိုရင်ဒါလုံလောက်တယ်ဟုတ်။တကယ်လို့ကိုက time limit ကိုမကြိုက်ဘူးတနေ့ကုန်အကန့်အသတ်မရှိပြောချင်တာဆိုရင်တော့သူ့ရဲ့ VIP ကို subscribe လုပ်လို့ရတယ်။ VIP ဝယ်သုံးလို့ရတယ်။ ီးတော့ရင်သူ့မှာတခုထူးရှားတာက live ပါလွှင့်လို့ရတယ်ခုနပြောတဲ့ voice room နေဆိုတာကြတော့ audio ပဲ audio ဆိုတာတရားနဲ့တရား face to face ပြောစရာမလိုဘူးအတန်နဲ့ပဲ communicate လုပ်နေတာအဲ့ဒါလေးကိုဖီနာခဏနေကြာပြမယ်နော်အဲ့ဒါအပြင် live လွှင့်ပြီးတော့အဲ့ဒီ live ထဲမှာပဲကိုယ့်ရဲ့တငယ်ချင်းတွေနဲ့စကားပြောလေ့ကျင့်လို့ရတယ် Hello Talk မှာဖီနာသဘောကျတာတခုရှိရဲ့အဲ့ဒါကသူ့ရဲ့ audio quality ပဲအတန်ရဲ့ quality ကတော်တော်ကောင်းတယ်ကြည်လင်ပြတ်သားနေရပဲတစ်ဖက်သူပြောလိုက်တဲ့အတန်က concentrate ဖြစ်တယ် consolidate ဖြစ်တယ်ကိုပြောတဲ့အတန်ကိုလည်းတစ်ဖက်သူကအဲ့လိုပဲကြားရမှာဒါပေမဲ့ဝီကီမှာကြာတော့အတန်ပြဿနာနည်းနည်းရှိတယ် connection ပြဿနာပေါ့နော်အဲတစ်ခါလေကြာရင်တစ်ဖက်သူပြောတာကဝါတာတွေရှိနိုင်တယ်တိုးတာတွေရှိနိုင်တယ်အတန်ကအံ့နေတာတွေဖြစ်နိုင်တယ်အဲ့တယ်ဆိုတော့ဟို crack ဖြစ်နေအောင်ပေါ့ break ဖြစ်နေတဲ့အတန်လိုမျိုးတွေကြားရတဲ့။ဒါပေမဲ့ Hello Talk မှာအဲ့ဒီပြဿနာဖြစ်တာရှားတယ်။အတန် audio quality ကတော်တော်လေးကိုအဆင်ပြေတယ်။ Hello Talk မှာကဒီနိုင်ငံတကာက English learners တွေတော်တော်များတယ်။ဖင်နာပြောဘူးတာဆိုရင်တရုတ်ကသူတွေနဲ့တော်တော်များများပြောဘူးတဲ့။ Vietnam, Laos, Indonesia, Malaysia စသဖြင့်နိုင်ငံပေါင်းစုံက English learners တွေနဲ့ကိုက practice လုပ်လို့ရတယ်။ Hello Talk မှာလည်း local people တွေရှိတယ်ပြောချင်တာကအာမြန်မာနိုင်ငံမှာပဲအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေရှိတယ်အဲ့တော့ကိုက local နဲ့ရောတခြားသောနိုင်ငံက English learners တွေနဲ့ပါ English on practice လုပ်ချင်ရင် Hello Talk ကိုတော့ highly recommend ပေးပါတယ်ဒါပေမဲ့တခုတတိထားမှာကအဲဒီလိုမျိုးအင်္ဂလိပ်စာလေ့လာနေတဲ့ applications တွေမှာလည်းဟိုပတ်ကရသူတွေနဲ့တွေ့ရတတ်တယ်ပြောချင်တာကကိုကအင်္ဂလိပ်စာကို focus ထားပြီးအင်္ဂလိပ်စာတိုးတက်ချင်လို့ဆိုပြီးတော့အဲစကားပြောသွားပြီးလေ့ကျင့်နေဒါပေမဲ့တချို့သူတွေက ူကအင်္ဂလိပ်စကားပြောတွတ်တ်ဖို့အတွက်စိတ်ဝင်စားမဟုတ်ဘူး။တင်မလာပတ်ကရီလာပြောဖို့တဖက်သူကိုစိတ်ညစ်အောင်ပြောဖို့အဲ့လိုမျိုးရည်ရွယ်ချက်နဲ့အဲ့လိုမျိုး intention နဲ့လာတဲ့သူတွေလည်းရှိတယ်။အဲ့တော့ကိုကဘသူနဲ့ပြောမှလဲဆိုရဲ speaking partner speaking buddy ကိုလည်းတည်တည်ကြကြရွေးတတ်ဖို့လိုတယ်။အဲ့လိုမျိုး application စတဲ့မှာရှိတဲ့သူတိုင်းကကောင်းနေရတော့မဟုတ်ဘူးအကုန်လုံးကလည်းအင်္ဂလိပ်စာတစ်ခုတည်းပဲအာရုံထားတဲ့သူတွေမဟုတ်ဘူးအဲ့တော့ကိုကကိုနဲ့ရေရှည် consistency ကောင်းတဲ့ practice လုပ်နိုင်မဲ့အင်္ဂလိပ်စာကိုပဲ focus ထားတဲ့ speaking berry နဲ့စကားပြောလေးချင်းမှာကိုယ်လည်းတို့တက်မယ်တစ်ဖက်သူလည်းတို့တက်မယ်တချို့ဆိုဘလောက်တောင်ဆိုလဲဆိုတော့ blind ကိုယ့်ရဲ့အတန်အတွက်ကိုလာလောင်တာတို့ကိုယ့်ရဲ့အင်္ဂလိပ်စာမကောင်းလို့လာပြောတာတို့အတန်အတွက်ကြီးဟာဆိုးလိုက်တာဆိုပြီးတော့လာပလိန်တာတို့အဲ့လိုလူမျိုးတွေလည်းတွေ့ရတတ်တယ်ဒါကြတော့ကိုယ်ဟာကြိုတင်ပြင်ဆင်ရမယ်ဒီလိုလူမျိုးတွေနဲ့တွေ့ရင်ဘလို respond လုပ်မှာလဲဆက်မပြောနေနဲ့တော့ကိုယ့်ရဲ့တက်မိုးရှိလာတဲ့အချိန်တွေကိုယ့်ရဲ့တက်မိုးရှိလာတဲ့ energy တွေကိုအဲ့လိုမျိုးစုတွေပေါ်မှာမကုံဆုံးမိစေနဲ့ ကဲကဲဒါဆိုရင် Hello Talk App ကိုတဆင့်ချင်းစီဘယ်လိုသုံးရမလဲဆိုတာကိုဖီနာအခုပြပြပေးပါမယ်။အရင်ဆုံး Hello Talk app ကို download app store ထဲမှာ Hello Talk လို့ရိုက်ရှာလိုက်မယ်။အဲတော့ဒုတိယမြောက်တစ်ခုပါ။ဖင်နာရို app လေးကို download လိုက်မယ်။ကဲ app ကို download ပြီးတော့လောက်ပြီးတင်တယ်။ကဲဖင်နာရို win ကြည့်မယ်နော်။ အဲ့တော့ her talk တဲ့စာဝင်လိုက်ပြီဆိုရင် Fina ကအကောင့်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် Fina အကောင့်ပေါ်လာတာ။ကိုကအကောင့်မဖွင့်ရသေးဘူးဆိုရင်တော့ sign in ပြန်လုပ်ရမယ်။အဲ့တော့ဒီ Erica ကိုပဲထည့်ဝင်လိုက်မယ်။သူက Google ပြန်တောင်းတယ်။ Okay ဆိုတော့ဒီလိုလေးပေါ်လာမှာပေါ့နော်။အောက်ဆုံးညာဘက်ကျောင်းနေရာလေးမှာတွေ့ရတယ်။ Mii ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်။ဒါလေးကတော့ Fina ရဲ့အကောင့်ဖြစ်ပါတယ်။ Moment Stone ကိုကို follow လုပ်ထားတာကတယောက်အဲ့ဒါကဒီ Hello Talk Community ပေါ့။ ကဲဒါကတော့ Finna ရဲ့အကောင့်ဖြစ်ပါတယ်။တွင်စကားလာပြောနော်။အဲ့တော့ Finna ရဲ့ homepage ကိုသွားလိုက်မယ်ဆိုရင်အပေါ်မှာ voice ရယ် live ရယ် drama ရယ်ဆိုပြီးတော့၃ခုရှိတယ်။အဲ့တော့ Finna ရဲ့ live theme ကိုတစ်ချက်ဝင်ကြည့်မယ်။ live theme ဆိုရင်ဒါ live လို့နေကြတာပေါ့နော်။ဆိုတော့တယောက်တည်းဝင်ကြည့်လိုက်မယ်။ဒီမှာဆိုရင်တို့တောင်ယောက်ကအချင်းချင်း English လို့ပြောနေကြတာအမှ listeners တွေလည်းရှိတယ်။အဲတော့ဒါကကြတော့ video live section နဲ့ practice လုပ်နေကြတာပေါ့။နောက်မထောင်ကျွန်တော်ဆိုရင်အပေါ်အဆက်၄၀လား၃၀လားအဲ့ဒါလေးကိုနှိပ်လိုက်ပြီးရင်မျှနဲ့တစီကမျှနဲ့ပြန်ထွက်လိုက်။ကဲနောက်တစ်ယောက်ကိုဆက်ကြည့်လိုက်ရအောင်။ဒီမှာဆိုရဲအဒီတိုင်းပဲ၄ယောက်စကားပြောနေကြတယ်။သူတို့ပြောနေတာ English English language လား Pa language လဲတော့မသိဘူးပေါ့နော်။ကဲပြီး voice တော့သွားကြည့်မယ် voice တဲမှာဆိုရင်အမှရွေးချယ်စရာနှစ်ခုရှိတယ် English လား Myanmar လား English English ကိုရွေးလိုက်ရင် English လို့ပြောနေတဲ့ voice room တွေတော်တော်များများကိုတွေ့ရမယ်။ကဲ voice room တစ်ခုလည်းဝင်ကြည့်လိုက်ရအောင်။ဒီမှာဆိုရင်အပေါ်မှာစကားပြောနေတာ၂ရက်အောက်မှာနားထောင်နေတာက20နဲ့900ရက်ဆိုတော့ hello talk မှာဆိုရင် तू ကနေရာ၈နေရာရှိတယ်ခုံရှိကုံရှိတယ်ပေါ့အဲ့တော့ခုံရှိကုံမပြည့်သေးဘူးဆိုရင်ကိုကလွတ်နေတဲ့ခုံကိုထောက်ပြီးတော့ကိုလည်းစကားပြောချင်ပါတယ်ဆိုပြီး request လုပ်လိုက်လို့ရတယ် မပြောချင်လို့ဆိုရင်တော့မြားလေးနဲ့ပြန်ပြီးတော့ထွက်လိုက်မယ်။ဒီမှာ voice room အများကြီးပဲပေါ့နော်တကယ်လို့ကိုကတ냐 voice room ကိုမသွားချင်ဘူးကိုကိုယ်တိုင် voice room ထောင်ချင်နေဆိုရင်အပေါ်ဘက်ညာဘက်တောင်းလေးနှိပ်ပါပြီးရင် agree ကိုနှိပ်အပေါ်ဆုံးမှတွေ့ရတာလေးကကြတော့ကိုယ့်ရဲ့ room topic ပေါ့နော်ကြိုက်တာရေးလို့ရတယ် language ကကြတော့ english လို့ထားပါ type ကကြတော့ language exchange no 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 stay tips အကြောင်းပြောမယ်ဆိုတော့ stay tips ကိုပြန်ရွှေ့လိုက်မယ် done ဒါဆိုရင် Star Voice Room နေပါကဲဒီလိုလေးပေါ်လာပါမယ်ကိုက host ဖြစ်သွားပြီပေါ့နော်အဲ့တော့အောက်မှာကိုလာ join နေ listeners တွေပေါ်လာပြီခုံရှိခုံမှာ Fiona ကတခုံယူရလိုက်ပြီဆိုတော့နေရာခုနှစ်နေရာခြံသေးတယ်အဲ့ဒါကိုကိုနဲ့စကားပြောချင်တဲ့သူတွေက request လုပ်လိမ့်မယ်အောက်ကလူပုံလေးမှာနှိပ်ပြောကြည့်ပါအဲ့တော့နှစ်ယောက်ပြောချင်တယ်ဆိုတော့နှစ်ယောက်စလုံးကို accept လုပ်လိုက်မယ် accept လုပ်လိုက်ရင်သူတို့ကပေါ်မှာပေါ်လာလိမ့်မယ်ဒါဆိုရင်၃နေရာပြည့်သွားပြီ ဒါဆိုရင်စကားရေးပိုင်းစပြောလို့ရရပေါ့နော်အောက်မှာ listener တွေကတောက်လျှောက်ဝင်နေမြဲဝင်နာထွက်တာကြတော့ဒါသူတို့ရဲ့ YouTube မှာပေါ့နော် ပြီးအောက်မှာ comment section လည်းရှိတယ်တကယ်လို့မပြောချင်လို့ဆိုရင်တော့ close ကိုနှိပ်လိုက်ပါပြီး voice room ကို close လိုက်ဒါပြီးသွားပြီအရှိမပြောခဲ့သလိုပဲ hello talk က time limit ရှိတယ် time limit ကိုမကြဘူးဆိုရင်ဒါ VIP ဝယ်တော့ပေါ့နော်ဆိုတော့ဒီမှာသူရဲ့ဇင်းလုံးလေးဖြစ်ပါတယ်။ကေတာကတော့ hello talk အသုံးပြုပုံလေးပါ ကဲဒီလောက်ဆိုရင် Wiki နဲ့ Hello Talk app ကိုဘယ်လိုသုံးရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာဖေနာနဲ့ထပ်ပြီးတော့တွေ့ကြပါမယ်။အကယ်၍ခုလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ study tips တွေကိုဆက်ပြီးတော့လေ့လာကျင့်သေးတဲ့ဆိုရင်ဖေနာရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့ကြနဲ့နော်။ Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye.